လူလူစန်းကြီးကပြောရင်ငါထရည်တယ်အဲ့ဒီကတော့ကွန်ကြီးတွေထက်ထက်ဂျိုးတက်နေတဲ့ဒီလူရဲ့သွားတွေကိုငါထွားလေးမြင်မိတယ်ထားကြောင့်ငါထွားလေးစိတ်ထဲမှာဒီလူကြီးကလူကောင်းသူကောင်းမဟုတ်ပါလေစားလို့တွေးပြီးတွေးဝေနေမိတယ်ပြီးတော့သူ့အနေနဲ့ဖခင်ပြည့်သူမှာကြားခဲ့တဲ့စကားအရဒီနေရာကိုစွန့်ခွာလို့မဖြစ်နိုင်ဘူးဒါပေမဲ့လည်းသူ့အနေနဲ့ကလည်းခင်မကျွန်ုပ်နဲ့ဝေးရစီဘူးထွက်သွားခြင်းနေမိတယ်ကောင်းလေးတွေးဝေလှကြည့်လားဟမ်ဒါလည်းမင်းကငါ့ကိုလူကောင်းမဟုတ်ပါလေစားလို့တွေးနေတယ်ပေါ့ပြီးတော့မင်းဖေမသေးခင်ကမှာခဲ့တဲ့စကားတွေကြောင့် ဒီရွာကိုမခွဲချင်ဘူးဆိုပါတော့လူလူစန်းကြီးရဲ့စကားကငါထွားလိုက်ဖို့အလွန်ကမအာအသင့်စေတယ်သူစိတ်တွေကတွေးနေတာတွေကိုလူလူစန်းကြီးကသိနေတယ်မလားဒါကြောင့်မို့လို့ဗျာဦးကြီးကကျွန်တော်စိတ်ကိုသိနေတယ်ပြီးတော့အဖေပြောတဲ့စကားကိုဦးကြီးကဘယ်လိုသိနေတာလဲမထွားလေးရဲ့စကားတော့မဆုံးသေးဘူးသူကလက်ကပြလိုက်လို့ဒါမျိုးကငါတော့တော့အသေးဖွဲပါကောင်းလေးရာကဲငါပြောပြမယ်မင်းဘီမာခဲ့တဲ့စကားကိုလည်းမင်းအနေနဲ့ပယ်ရှားသလိုမဖြစ်အောင်နောက်ပြီးတော့မင်းလည်းစိတ်ပြေလက်ပြဖြစ်သွားငါနဲ့လိုက်ခဲ့အေးလိုက်ခဲ့ရင်းနဲ့မှမင်းမပြောဘူးဆိုရင်တော့ မင်းကငါပြန်ပို့ပေးမယ်ဘလို့လဲဒီလိုချိန်တော့ငါထွားလေးကညင်းဆန်ခြင်းမပြုတော့ဘူးအဲ့ဒီလူလူဆန်းကြီးရဲ့နောက်ကိုလိုက်ဖို့သဘောတူခေါင်းကြီးပြလိုက်တယ်ငါထွားလေးစီကသဘောတူညီမှုရလိတဲ့အခါမှာတော့လူလူဆန်းကြီးကသဘောထားတဲ့တိုက်ပုံအင်ကြီးအိတ်ကအတွင်းလက်နိုင်လိုက်တယ်ပြီးတဲ့နောက်လက်ကိုပြန်ထုတ်လိုက်တဲ့အခါမှာသူ့လက်ထဲမှာဇီးပူဒီအရွယ်လောက်ရှိတဲ့ဈေးလုံးလေးတစ်လုံးပါလာတယ်လူလူဆန်းကြီးကဈေးလုံးကိုငါထွားလေးစီကမ်းပေးလိုက်ပြီးတော့ညော့ငါနောက်ကိုလိုက်မယ်တန်မာနေမှဖြစ်မယ်အဲ့တော့ဒီဈေးလေးကိုမင်းအခုပဲတောက်လိုက် ငါသားလေးကလည်းဒီလူလူစန်းကြီးပေးတဲ့ဆေးလုံးကိုတွေ့ဝေမနေတော့မနဲ့တောက်လိုက်တယ်။ဆေးတောက်ပြီးတဲ့နောက်ငါသားလေးရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးတွေစူပွက်လာတယ်လို့ပဲခံစားလိုက်ရတယ်။လူကလုံးကလည်းသိရကလေးတစ်ခုပါမှာပေါ်ပါလန်းဆန်းသွားတယ်လို့ပဲ။ကဲစနေသားနေတဲ့ရည်တဲ့ငါသားလေးငါတို့တွေအချိန်မဆိုင်မဲနဲ့လောကကြီးကိုရှောက်လန်းကြစို့။အော်မေ့တော့မလို့တခုပြောဦးမယ်။ငါနာမည်ကလူလူစန်းကြီးမဟုတ်ဘူး။တော်ကလို့ခေါ်တယ်မှတ်ထား။ငါတို့ကငါကိုလူလူစန်းလို့ခေါ်ရင်မင်းကိုအပြစ်ပေးမယ်ကြားလား။အော်ငေါ့တဲ့စကားမျိုးပဲနဲ့အရှင်ပေါ့တဲ့အနေနဲ့ပြောလာတဲ့ တော်ကဆိုတဲ့လူလူဆန်းကြီးရဲ့စကားကြောင့်ငါသားလေးကထက်မှလူအံဝါချင်းမဖြစ်တော့ဘဲနဲ့ပြုံးလိုက်မိတယ်။အဲ့ဒီတော့မှဟဲ့ကောင်ငါ့ကိုလူလူဆန်းလို့မခေါ်ပါနဲ့ဆိုအရိုက်ခံနေမိလား။အဲ့လိုပြောလိုက်တဲ့ဥတော်ကရဲ့စကားကြောင့်ငါသားလေးလည်းအာရပါရရင်မိတော့တယ်။ငါသားလေးရှိတာကိုမြင်တဲ့အခါမှာတော့ဥတော်ကလည်းအာရပါရလိုက်လိုက်ရင်မောပြန်တယ်။အဲ့ဒီနောက်မှာတော့သူတို့ဥရဲ့ရှိတန်လေးကအင်းပြားပြားတို့တန်ကလေးနဲ့တစားတစားဝေးဝေးသွားပါတယ်။ဟင်ဒီမှာခင်သူ့ကိုပေးလိုက်တဲ့ခွက်ကလေးပဲခင်မကျော်တယောက်ကဥသွုံလူမြေပုံတစ်ပေးတာ ချိုးရွက်ကလေးကိုကောက်ပြီးဥလူလာကိုပြောတယ်။ဒူဒီကိုလာသွားတဲ့ထင်ပါလေခင်။ဟုတ်လောက်တယ်ကိုကလား။ခင်တို့သူ့ကိုလိုက်ရှာကြရအောင်။ထော်ကြသူ့ကိုမတွေ့ရင်ပစ္စည်းတွေတဲလုံစာပျောက်သွားနိုင်တယ်။အဲ့ဒီနောက်မှာတော့တို့နှစ်ဦးသုတ်တန်နေရနဲ့စီငထွားလေးကိုလိုက်ရှာကြတယ်။ဒါပေမဲ့တို့မသိနိုင်တာကငထွားလေးကဥတော်ကားရဲ့နောက်ကိုလိုက်ပါသွားတယ်ဆိုတဲ့အကြောင်းပါပဲ။အဲ့ဒီလိုနဲ့တို့နှစ်ဦးချိန်တန်းကြာရှာပြီးတဲ့နောက်ငါသားလေးကိုမတွေ့ရတော့တဲ့အတွက်စိတ်လျှော့လိုက်ကြပြီးတော့မှနေရင်ရှိရကိုပြန်ခဲ့ကြတယ်။လန်ကီမာခင်မာကျွဲက ကိုကိုလာခင်တို့ကောင်းလေးကိုမတွေ့ဘူးဆိုတော့ပစ္စည်းတွေရှာဖို့ဘယ်လိုလုပ်ကြမလဲအခုမှတော့မတတ်နိုင်တော့ဘူးအကူလို့တွေခြံအနှံ့ကိုလိုက်ပြီးတော့မှဒူးကြည့်ကြတာပေါ့ကွာအခုလောလောဆယ်တော့ကိုကိုလာစိတ်ထဲမှာဖြစ်နေတာကဟွန်းအိမ်ကိုအမြန်ဆုံးပြန်ပြီးတော့မှ ဟော်ဒီကခင်းဆိုတဲ့ယန္တနာတိုက်လေးကိုဟာကိုကိုလာလည်းရှက်စရာကြီးလူလာရဲ့စကားမဆုံးခင်ခင်မကျွတ်ကချက်ပြစ်ပြစ်ပြောရင်းကလူလာရဲ့ပကုံးစီကိုလက်သေးစုံနဲ့ခပ်ပေါ်ပါထူတယ်အဲ့ဒီနောက်မှာတော့နှစ်ဦးသားပြိုင်လို့ရီမောလိုက်ကြပြီး အိမ်ပြန်လန်းစီကိုတက်ကြွဆိုတာပြန်ခဲ့ကြတယ်။တကယ်တော့လူလာကပစ္စည်းပစ္စည်းရတယ်ကိုမမောမှုမရှိသူတကယ်မမောနေမိတာကခင်မတဲ့နဲ့အတူကုခန်းမဲ့ရမတ်ပင်လေကိုသာမမောနေမိတာဖြစ်ပါတယ်။ငါသားလေးနဲ့ဥတော်ကားတို့ကအင်ပြားသုံးသန်းကထွက်ခဲ့ကြပြီးတော့မနာမလေးလျှောက်လာခဲ့တာနေဆောင်ချိန်မှာတော့အင်ပြားရွာနဲ့အတော်လေးအလှမ်းဝေးတဲ့မြို့လေးတစ်မြို့စီကိုရောက်ခဲ့တယ်။ဒါပေမဲ့ဒုစရမတစ်ခုကငါသားလေးပါ။ငါသားလေးကဥတော်ကားတိုက်တဲ့ဆေးလုံးကိုတောက်ပြီးနောက်ပိုင်းလူတွေကလုံးပေါ်ပါလမ်းဆန်းနေပြီးတော့မှယခုလိုတနေ့ကုန်ပြီးပါမနာမလေးလျှောက်ရတာကို လောကမောပန်းနေနေခြင်းမရှိဘူးသူတို့နှုတ်ကမျိုးတွေကိုတပြေးပြေးဝင်ရောက်ခဲ့ကြတယ်တိုင်နာမျိုးလေကောင်မှရှိတဲ့သမင်းဆိုင်တဆိုင်ကိုဝင်ရောက်လိုက်ကြပြီးတော့မှလွတ်နေတဲ့ဇပွဲတစ်လုံးမှဝင်ရောက်နေရာယူလိုက်တယ်သူတို့နှုတ်ထိုင်နာကိုမြင်တဲ့အခါမှာဆန်ရှင်ကသူတို့ပုံစံကိုရွှေရှားတယ်လို့ကြည့်လို့ရောက်လာပြီးတဲ့နောက်ခင်ဗျားတို့ဘာလာလောက်ကြတာလဲခရင်မေးတယ်ဆန်ရှင်စကားရင်းကြောင့်ဆိုင်ထဲမှာရှိတဲ့လူအချို့ရဲ့မျက်လုံးတွေကသူတို့ရဲ့ဇပွဲဝိုင်းစီကိုစုပြုံကြည့်လာကြတယ်သမင်းစားမလို့ဖိုက်စားနေပြီအမဲသားနဲ့နှစ်ပွဲပြီး ဘုသောကကဆန်ရှင်စကားကိုအမှုမထားနိုင်တဲ့ထမင်းမာတယ်။ဒါရီကဆန်ရှင်ကခမည်းတော်ပုံစံကဆုပ်ဆုပ်ပြပြနဲ့ထမင်းပိုးလဲရှင်းနိုင်မယ့်ပုံမရှိဘူး။ဒါတော့ခမည်းတော်မာလာကိုမလုပ်ပေးနိုင်ဘူး။အခုပဲဆန်လေးကထွက်လိုက်တော့ဆန်ရှင်စကားကငကူကားတဲ့ယင်သီးလာတယ်။ဒီစကားကြောင့်နဘေးပါရှိနေတဲ့ငါထွားလေးကမခံမြတ်နိုင်ဖြစ်သွားပြီ။ဘုသောကလည်းကိုလမ်းဆွဲလိုက်လို့ဦးလေးသွားကြဆိုဗျာ။ဒါကိုဦးတော်ကကငါထွားလေးကိုအသာလေးဆိုတဲ့အထာနဲ့လက်ကပြပြီ။ဆန်ရှင်ကိုပြောစစမျက်နှာပေးနေကြည့်လို့အဲ့ဒါဆိုရင်ငါတို့ပတ်စံပြနိုင်ရင်ထမင်းစားလို့ရမယ်ပေါ့။အဲ့လိုလား။ ဆန်ရှင်ကဟုတ်တယ်အဲ့လိုဖြေရတာနဲ့ဥတော်ကကသူ့အထားနဲ့တိုက်ဖို့အင်းကြီးအဟောင်းကြီးရဲ့အိတ်ထဲကိုလှမ်းနိုင်လိုက်ပါတယ်ဗေဒနာသူ့လက်ကိုပြန်ထုတ်လိုက်တဲ့အခါမှာတော့လက်ထက်မှာပတ်စံတစ်ထက်ပါလာတယ်ဥတော်ကလက်ထက်ကပတ်စံကိုဆန်ရှင်မြင်တဲ့အခါမှာမျက်လုံးပြူသွားပြီပြပြကလေးဟန်နဲ့စိတ်မရှိပါနဲ့တထင်းမင်းတို့ရေတထင်းမင်းတို့ကဝတ်စားပုံစံကြည့်ပြီးတော့အခုလိုပြောမိတာပါကျုပ်ကစိတ်မဆိုးပါနဲ့အဲ့လိုတောင်းပန်လာတယ်ဒီကကဥတော်ကကရတယ်ငါစိတ်တဲ့ဘာမှမရှိဘူးကဲကွာဘိုက်စာလာပြီဆိုင်မှာရှိတဲ့အမဲသားဟင်းအမဲဆုံးအမျက်နှာချပေးပြီးတော့ ဘုသောကစကားဆုံးခဏကြာမှာတော့ငထားလေးတို့ရှိမှမဲသားဟင်းလျာအမဲဆုံးရောက်ရှိလာပါတော့တယ်။ဟင်းပွဲတွေကများလွန်လာတဲ့အတွက်ဇပွဲတွေတော့မှမဆက်နိုင်ဘူး။ငထားလေးကတော့သူ့ရှိကများပြားလွန်တဲ့မဲဟင်းလျာတွေကိုကြည့်ပြီးတွေးဝေနေမိတယ်။သူ့ဘက်မှာယခုလိုဟင်းကောင်းကောင်းမစားတာကကြားနေပြီ။သူ့ဘခင်ကြီးကလည်းမသေးခင်ချိန်မှာဟင်းကောင်းကောင်းနဲ့ထမင်းမစားမတော့ခဲ့ရဘူး။ဒီအချိန်ကခင်မကျွဲကချမ်းမိုင်မကောင်ဖြစ်နေတဲ့ဦးတော်နုကိုစိတ်ပါမသာထမင်းကြွတတ်တယ်။ဟင်းကောင်းကြီးစားလိုက်ကွာ။တောင်တင်းမြောက်တွေရှောက်တွေးမနေနဲ့။ဦးတော်ကအတန်းကြောင့်ငါထွားလေးအတွေးတို့ပြတ်တော့သွားရတယ်။ ပြည်နေတော်သူနှစ်ဘေးမှာရှိနေတဲ့လက်စည်းစလုံးကရင်းနဲ့လက်ကိုစည်းလို့ဇပွဲတက်ကတမင်းကိုမိန်ချက်ဆိုစားပါတယ်။အဲဒီလိုနဲ့နိုင်ဝဲလောက်အချာမှာတော့ငထားလေးနဲ့ဥတော်ကကတမင်းစားပေးပြီ။အဲဒီကဆိုင်ချင်းကတမင်းပွဲတွေကိုလာသိမ်းပြီးတော့မှငထားလေးတို့အတွက်အချိုပွဲတွေချပေးပြန်တယ်။ဒါကြတော့လည်းဥအချိုပွဲတွေကိုစားနေကြရင်ကဥတော်ကကထားလေးနားကိုကတ်လို့ကဲငထားလေးစားစရာရှိရစားပြီးရင်အားရှိအောင်ခဏနား။ဟိုဘက်မှာငါတို့သွေးတို့စားမဲ့သူတွေတော့ရှိနေပြီ။ဒီလိုပြောပြီးတော့မှဆိုင်နောက်တနေရာကြီးကိုမေးဆက်ပြတယ်။ ဦးတော်ကပြတဲ့နေရာကိုငထွားလေးကကြည့်လိုက်တော့စပွဲမတစ်ခုမှထိုင်နေတဲ့လူရှိယောက်ကငထွားလေးတို့ဝိုင်းစီကိုလောဘတက်နေတဲ့မျက်ဝန်းနဲ့ကွက်ကြီးကွက်ကြီးလှုပ်နေကြတာကိုတွေ့မြင်လိုက်ရတယ်။ကဲငထွားသွားကြရအောင်။ဦးတော်ကကတမင်မဲအတန်ကိုမြင့်လုံးငထွားကိုပြောတယ်။ရေရချက်ကတော့တစ်ဖက်ဝိုင်းမှဆည်းရလူတွေကြားစီခြင်းရှိပါတယ်။ဒီလိုနဲ့ငထွားတို့နှစ်ဦးစာရင်ကိုထွက်လာခဲ့ချိန်မှာတော့ဦးတော်ကပြောတဲ့အတိုင်းပဲသူတို့နောက်ကိုတစ်ဖက်ဝိုင်းကလူတွေလိုက်ပါလာတယ်။တရကဦးတော်ကကငထွားရဲ့ပခုံးကိုပုတ်လို့ကဲငထွား မင်းကငါ့ရဲ့ပညာအချို့ပြမယ်ကြည့်ချင်တယ်မလားငါထွားကခေါင်းအသာညိတ်ပြတယ်အဲ့လိုနဲ့သူတို့နဲ့ဦးခက်တွတ်ရှောက်လာရင်းနဲ့မြို့စံသားမှရှိတဲ့လမ်းသွဲတစ်ခုကိုချုံဝင်လိုက်ချိန်မှာအနောက်ကလူတွေကသူတို့ကိုမိလာပြီးတော့မှဟေးတတိမင်းတို့သားဖခဏလေးနေကြပါအောင်ဗျာအဲ့လိုခဏတက်တက်ပြောပြီးတော့မှအရှိကပိတ်ရက်လိုက်တယ်ပြီးတဲ့နောက်ပြည်တီမြန်နေပေးနေတဲ့ငါထွားလေးတို့ကိုဝိုင်းကြည့်နေကြပြီသူတို့တဲကခေါင်းဆောင်လို့ယူဆသူဗလာဒနာလူတယောက်ကအော်တတိမင်းတို့သားဖကြီးကျွတ်တို့ကိုပါလာတဲ့အသပြလေးများချင်းမြင်ခဲ့ပါလား အလိုမဲ့ကရွက်ကလည်းပြောတယ်သူ့ရဲ့စကားနဲ့မူရာကြောင့်ဂျန်လူတွေကဝိုင်းကြီးကြတယ်သူတို့ရဲ့ကြီးတန်းကြီးဆဲသွားတဲ့ကဥတော်ကကဟာကိုလူတို့ကလည်းဘယ်နဲ့ဗျာလက်ကောင်းခြေကောင်းကြီးကိုဘာလို့အလုံးမလုံးစားကြပဲနဲ့အခုလိုတောင်းစားရလို့ဥတော်ကရဲ့စကားကဒီလူရဲ့အနာပေါ်ထုတ်ကြတယ်လို့ဆက်ဆက်ခါနာသွားစီပြီးတော့မှရော့ကွာတေးပြီးတော့ဆိုတဲ့အတန်နဲ့တူလက်သီးနဲ့လှမ်းထိုးတယ်ဒါမှမဟုတ်ဥတော်ကကလက်သီးကိုလုံးဝမရှောင်မဲနဲ့သူ့ရဲ့ဥကောင်းနဲ့စီးကြိုပြီးပြန်ဆောင်တိုက်လိုက်တယ်ဒုက္ခနဲ့တန်ပြီးပြီးတော့မှအာကနဲ့တန်ထွက်လို့ ဒလာဒနာလူကအနောက်ကိုလန်ကြသွားတယ်။ဘီရင်နောက်တော့သူ့လက်ကိုသူဆုပ်ကိုင်းပြီးနာကျင်စွာနဲ့អော်ဟဲ့နေတယ်။ဂျန်လူတွေကလည်းဥတော်ကမထင်မှတ်တဲ့တိုက်ခွက်ကြောင့်သူတို့လိုအထိနာသွားတာကိုကြည့်လို့ကြောက်စီစီဖြစ်နေကြတယ်။အဲဒီကဒလာဒနာလူကနာကျင်စွာနဲ့អော်ဟဲ့နေရင်းကသူ့လူတွေကိုဟာဟိတ်ကောင်လေးဝိုင်းတိုက်နေကွာ။អော်ဟဲ့ပြီးသတိပေးလီမှဂျန်လူတွေကလည်းသတိဝင်လာပြီးတဲ့နောက်ဥတော်ကစီကိုပြေးဝင်လာတယ်။ဒီလူတွေသူတို့စီပြေးဝင်လာတာကိုဥတော်ကမြင်မိတာနဲ့သူနဲ့ဘေးကငှထွားလေးကိုအနောက်စီတွန့်ပို့လိုက်ပြီးသူကတော့ပြေးဝင်လာသူတွေကိုစောင့်နေတော့မယ်နဲ့အဲဒီလူတွေစီကိုရုတ်တရက်ပြေးဝင်ပြီးတိုက်ခိုက်ပါတော့တယ်။ တိုက်ပွဲမှာအများနဲ့တယောက်ပဲမဲ့လို့ဥတော်ကကအသာစီးရနေတယ်။ဥတော်ကကရန်သူကိုတိုက်ခဲ့ပုံကလွန်စွာမှဆန်းကျင်လာတယ်။ပုံမှန်တိုင်းပညာလိုခြေောက်လက်သီးသူတထောင်လေးကိုမသုံးမဲနဲ့သူနာရှိနေတဲ့နိစ္စရာလူတွေကိုဆွဲယူပေးမြောက်လို့ကိုင်ပေါက်ချင်းပဲဖြစ်ပါတယ်။ဒါမှမဟုတ်ဥတော်ကကလွန်စွာမှခွန်အားကြီးမားနေပုံရပြီးတော့မှသူလူတယောက်ကိုကိုင်ပြောက်လိုက်တဲ့သူကောင်းတည့်ရဲ့ကျော်အထိပါပဲ။အဲ့လိုဆွဲပြောက်လိုက်တဲ့ကျန်လူတွေကဥတော်ကကိုဝိုင်းဝန်းထိုးကြကြပါမယ်။သူတို့တွေရဲ့တိုက်ခိုက်မှုကဥတော်ကအတွက်ထိခိုက်နာကျင်ခြင်းလုံးဝမရှိပုံပဲ။ ဇနက်တွေကိုအာယုံမသားပဲနဲ့ဒုလုံစရာရှိရဲ့ခိုင်ပေါက်တာကိုပဲအာယုံဆိုင်နေတယ်။ဒါကိုကြည့်လို့ငါထွားလေးကအလုံးကမှအံ့ဩနေမိတယ်။အဲ့လိုနဲ့တက်ခွဲကငါထွားလေးကြည့်နေစဉ်ထွက်မှာပဲပြီးဆုံးလို့အချိန်နေဖြစ်သွားတယ်။တပတ်လူတွေက6ယောက်ကလမ်းမပေါ်မှာမောက်ရက်သတိမိနေပြီ။နှစ်ယောက်သာကြံမာတော့တယ်။ဒီလိုနဲ့ဦးကလည်းသူတို့လူတွေရဲ့အဖြစ်ကိုမျက်စိရှိမှတွေ့ခဲ့ရပြီမို့။ဦးတော်ကစီဝေရောက်တိုက်ခိုက်ဖို့အတွက်ဝင်လေးနေကြတယ်။ဒါကိုကြည့်ပြီးတော့မှဦးတော်ကကကဲခြေကောက်လက်ကောက်နဲ့တရောင်းစားကြည့်မြ။လာတိုက်လေပါ။ဟမ်တဲနဲ့လေ။သွေးကြောင်သွားပါလား။ အဲ့လိုခနဲ့အဲ့ဒီခါမှာတိုက်ခတ်ဖို့ဝင်လေးနေသူနှစ်ယောက်ကစောပြက်ချက်တစ်ခုကိုပြတ်သားစွာချလိုက်အပြုတ်ပြီးသူတို့ရဲ့ပေါင်ချန်စီမှာထိုးထားတဲ့ဓမြောင်းကိုကိုစီထုတ်လိုက်ကြလို့ဦးတော်ကားစီကိုပြေးဝေတိုက်ခတ်တယ်။ဒါကိုကြည့်လို့ဦးတော်ကားကအော်မပြစ်စလောက်လေးတဲ့ငါ့ကိုသွေးတို့လာဆန်းနေတယ်ဗော။ဟမ်အဲ့ဒီဓမြောင်းလောက်မပြောနဲ့အဲ့ဒီတဲ့ဆယ်စားကြီးတဲ့ဌာနေတော့မှငါ့ကိုခုတ်မရဘူးကွာ။အဲ့လိုရေးရပြီးတော့မှသူတို့ရဲ့တိုက်ခတ်မှုကိုတုံ့ပြန်ခြင်းမရှိခံလိုက်တယ်။ဓာကြက်တွေကခုခံခြင်းမပြုတဲ့ဦးတော်ကားရဲ့ခန္ဓာကိုယ်စီကိုအသားစီမဲ့စွာဝင်ရောက်လာတယ်။ဒါကြောင့်ငါထွားလေးက ။ဘုသောကအတွက်ရင်လေးသွားပြီးတော့မှမကြည့်ဝန်းတော့ပြီးမလို့မျက်စိစုံကိုမိတ်ထားလိုက်ပါတယ်။ငါးထွားလေးမျက်စိမိတ်လိုက်တာနဲ့တတော်တို့အတန်တွေကရှေ့စင်တော်စင်ထွက်ပေါ်လာတယ်။ဒါကြောင့်ငါးထွားလေးကမျက်စိပြန်ဖွင့်ကြည့်လိုက်တယ်။အဲဒီခါမှအလွန်ထူးဆန်းတဲ့မြင်ကွင်းမြင်ရပြီ။လူနဲ့ဥကဥသောကကိုထားနဲ့ချက်ပေါင်းများစွာဝိုင်းထိုးနေကြပြီမဲ့။သူတို့ရဲ့ဓားတွေကဥသောကရဲ့ခန္ဓာကိုယ်ထိခိုက်မဆန်းဆောင်နိုင်ဘူး။ဓားကြတိုင်းကပြန်ပြန်ပြီးတော့မှကန်ထွက်လာကြသည်ကြီး။ဒါကိုကြည့်ပြီးတော့မှတစ်ဖက်လူတွေကလွန်စွာမှအားအသင့်ကြောက်လန့်သွားကြပြီးတော့မှလက်ထဲကဓားတွေကိုပြစ်ချလို့ထွက်ပြေးကြတော့တယ်။ သူတို့တွေထွက်ပြေးသွားတာနဲ့ဥတော်ကားကအာရပါရအော်ဟစ်ရီမောနေပါတယ်။ညချင်းမြို့စမှာရှိတဲ့သင်္ချိုင်းတွင်ကိုငထွားလေးနဲ့ဥတော်ကားတို့ဝင်ရောက်လာကြတယ်။အဲဒီနောက်မှာသင်္ချိုင်းဇေယျပေါ်ကိုနှစ်ယောက်သားတက်လာကြပြီးတော့အဘေါ်ကအမိုက်တရားတွေကိုရှင်းလင်းကြလို့တညတာအိဆက်နားယူဖို့နေရာပြင်ဆင်လိုက်ကြတယ်။တအားလောက်ကြတဲ့ခါမှာနေရာရှင်းလင်းပြီးသွားပြီးနှစ်ယောက်သားလဲလျောင်းအနားယူလိုက်တယ်။ကောင်းလေးငါ့ကိုစကားမပြောပါလား။ဘာရစ်စဉ်းစားနေပြန်လဲ။အမှန်တော့ဥတော်ကားကငထွားလေးရဲ့အထွေးကိုကြိုသိနေတယ်။သို့တော်လည်းငထွားလေးကိုစကားပြောစီခြင်းလို့မေးလိုက်တာ။ ။ဘုဒ္ဓကစကားကြောင့်ငါတွားလေးကအတွေ့လွန်နေရကသတိဝင်သွားပြီ။ကျွန်တော်စဉ်းစားနေတယ်ဗျာ။အဲလုံစမ်းမအောင်။ဒီလိုဦးကြီးကိုကြည့်ရတာထူးဆန်းလွန်းလို့ရန်သူတွေကဓာတ်နဲ့ဝိုင်းထုတ်တာတော့မှဦးကြီးကိုမကြည့်နိုင်နိုင်ဘူးဆိုတော့ဦးကြီးကလူကောဟုတ်ရလားလို့ပြီးတော့ဦးကြီးကလူရဲ့စိတ်ကိုလည်းကြိုပြီးသိနေတယ်။မင်းကတော့ဖြစ်ရမယ်ကထွားကြီး။ငါကလူအစ်စ်ပါကွာ။မင်းခေါနာမြင်ခဲ့ရတဲ့အရာတွေကြောင့်ကိုအသေးစိတ်ပြောပြမယ်။ငါထွားလေးကဦးတော်ကစကားကိုခေါင်းကြီးပြလိုက်တယ်။ဒီလိုကွာ။ပထမအနေနဲ့လူရဲ့စိတ်ကိုကြိုသိနေတဲ့အကြောင်းကိုပြောပြမယ်။ တကယ်တော့ဒါကကျင့်စဉ်တစ်ခုပဲကွာအတိတ်တတခုဆိုရင်လည်းမမဘူးဟုတ်လားအဲ့ဒါဆိုရင်ကျွန်တော်လည်းအဲ့လိုဖြစ်အောင်ကျင့်လို့ရတာဟာဟာရတာပေါ့ကွာရတာပေါ့မင်းနေမဟုတ်ဘူးလူတိုင်းကျင့်လို့ရနိုင်တယ်ဒါပေမဲ့တခုတော့ရှိတယ်အဲ့ဒီကျင့်စဉ်ကရိုးရှင်းပြီမဲ့အလုံးကမှစောင့်ထင်းရခက်တဲ့ကျင့်စဉ်တစ်ခုဗျာဘလို့ဟုတ်တယ်ငါထွားကြီးအဲ့ဒီကျင့်စဉ်လောက်ရိုးရှင်းပြီးတော့မှစောင့်ထင်းရခက်တဲ့အရာကကဘာပေါ်မှာတော့မရှိတော့ဘူးကွာဦးကြီးရဲ့စကားကိုကျွန်တော်အတော်လေးစိတ်ဝင်စားပါပြီအဲ့ဒီကျင့်စဉ်ကိုကျွန်တော်ရအောင်ကျင့်မယ်လို့လည်းဆုံးဖြတ်လိုက်ပြီ လူလေးမင်းစကားကိုလွယ်လွယ်တော့မပြောနဲ့နော်အင်းမဦးကြီးဟာကျွန်တော်ဆိုတဲ့ကောင်ကလူမဲတိတဲ့စကားကအခုချိန်ကြီးစကားကိုလွယ်လွယ်မပြောတတ်ဘူးအေးကွာအဲ့လိုဆိုလဲမင်းကငါပြောပြရတာပေါ့အဲ့ဒီကျင်းစင်ကဒုဗျာရှင်ဟောထားတဲ့ကံငါးပါးမှာတပါးပါဝင်ဖြစ်တဲ့မုတာဝါရကိုစောင့်ထင်းခြင်းပဲဟာဦးကြီးကတော်တော်နောက်တာပဲမုတာဝါရကံကိုစောင့်ထင်းတာများဒီလောက်လွယ်တာဟုတ်နေုံကငါစကားမဆုံးသေးဘူးမုတာဝါရကိုစောင့်ထင်းတဲ့နေရာမှာဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်လိန်ညာခြင်းမပြုပါဘူး မင်းအနေနဲ့အဲ့ဒါကိုအခုကစပြီးတော့မကြုံမပြတ်ပဲနဲ့စောင့်ထင်းရင်၃လကြာတဲ့အခါမှာလူတွေရဲ့စိတ်ကိုရေးရေးမြင်လာနိုင်လိမ့်မယ်။၆လကြာတဲ့အခါမှာမင်းကလူတွေရဲ့စိတ်ကိုမချွင်းမချန်သိလာလိမ့်မယ်။အဲ၆လပြည့်ပြီးတော့နောက်ပိုင်းလဲမင်းအနေနဲ့စောင့်ထင်းတာကြိုးပြတ်လို့မရဘူး။တကယ်လို့မင်းရဲ့သက်စာကြိုးပြတ်တဲ့နေ့မှာပဲမင်းနဲ့လူတွေရဲ့စိတ်ကိုလုံးဝဖတ်လို့ရမှာမဟုတ်တော့ဘူး။ဩအဲ့လိုလား။ဒီဒီရင်တော့ငါထွားလေးကခက်ပြပြလေးညီးလိုက်တယ်။အေးအဲ့လိုပဲကွာ။ကဲပါပဲပြပြောအခုမင်းငါ့ကိုခရီးပေးပြီးပြီဆိုတော့ဒီနေ့ကစားပြီးမူတာဝါရကံကိုထိတ်ထန့်ပြပြီးတော့မှစောင့်ထင်းပြီးတော့ ဟုတ်ကဲ့ပါကျွန်တော်စောင့်ထင်းပါမယ်။ဒါနဲ့နောက်တစ်ခုကဟိုစားတော့ဆိုင်မှာဦးကြီးအိတ်ထက်ကသက်ဆန်ကြီးအထက်လိုက်ထုတ်လိုက်တာပါဘို့။ဩော်အဲ့ဒါလား။ဘာလဲမင်းကငါ့ကိုအစွမ်းရှိလို့ထုတ်တယ်ထင်နေတာလား။ဟုတ်တယ်လေ။ဦးကြီးအိတ်ထက်မှာဘာမှမှမရှိတာဘူး။ဟာငါထွားရဲ့မင်းနဲ့ကြမှာပဲ။ငါလည်းတကိုးချင်တစ်ပိုင်းကိုဖြစ်နေပြီ။ဒါကဒီလိုကဟောဒီမှာကြည့်။ဦးတော်ကကပြောပြောဆိုဆိုသူ့ကိုထားတဲ့တိုက်ပုတ်အင်းကြီးရဲ့အိတ်ကကိုလက်ထိုးပြီးတဲ့နောက်အတွင်းကနေထိုးထားတဲ့လက်ကိုပြန်ထုတ်ပြတယ်။တရားကမှဦးတော်ကအင်းကြီးအိတ်ကကအတွင်းကိုအတော်ရှိဆုံးငါထွားလေးသိလိုက်ရတယ်။ အဲ့ဒါဆိုဟိုဘက်ဆန်လေးအထက်လိုက်ထွက်လာတာကောဦးကြီးဟာအဲ့ဒါငါမင်းနဲ့မတွေ့ခင်ရွာတရမှာချစ်တီတိနဲ့လောင်းစားလှုပ်လာတာဟမ်အလောင်းစားလှုပ်လာတယ်ဘလို့များလဲဗျဒီလိုကွာငါအနေကလှည့်သွားပြီးတော့မှတခါတလေမှစားဝနေရေးအတွက်ငွေလိုတဲ့အခါမှာမျက်လဲပြတာအဲပြီးတော့ငါကငါဒေါထားတန်ကြောင့်အုတ်ခဲလေးနဲ့ထိုးနဲ့ပြပြီးငွေရှာတတ်တယ်ခေါနာကရွာမှာလဲငါကအဲ့လိုမျက်လဲပြနေတော့အဲ့ဒီရွာကချစ်တီကလာကသူ့တပည့်တွေနဲ့ရောက်လာကောသူကငါမျက်လဲတွေကိုကြည့်ပြီးတော့မှသူ့တပည့်တွေကိုလှည့်ပြောတယ်ငါပြနေတဲ့မျက်လဲက သူတို့ထာနေအိန္ဒိယမှာဆိုရင်ကလေးတော်မှလုတ်တက်တယ်အဲ့ဒါနဲ့ငါလည်းစိတ်တူပြီးတော့သူနဲ့မျက်လက်ပြိုင်မှုပြောတာအဲ့တော့ချစ်တီးကမပြိုင်မှုတဲ့ဘယ်ပြိုင်မလဲသူကမျက်လက်မှမတက်တာသူ့ဘဲတွေရှိမှအထင်ကြီးခံနေလို့ပေါက်ပြရီလျှောက်ပြောနေတာငါကသူ့စိတ်ကိုဖတ်ကြည့်တော့သိနေတာပေါ့အဲ့ဒါနဲ့ငါလည်းမျက်လက်မပြိုင်ချင်ဘူးဆိုရင်လေကျုံနဲ့တခုတော့လောင်းစားလုပ်ကြရအောင်လို့စင်ခေါ်လိုက်တာပထမတော့ကလားကလက်မခံဘူးသူ့ဘဲတွေကအတင်းတိုက်တွန်းတော့မှလက်ခံတာအဲ့ဒါနဲ့ငါတို့လောင်းချစ်ချက်ပြီးပြန်ကြတာငါမှကတော့ငွေကမရှိဘူးလေအဲ့တော့ငါဘက်ကအသက်ပေးသူ့ဘက်ကငွေတရားပေးဆိုပြီးလောင်းကြတာ ဒါနဲ့ငါလည်းသူ့ကိုငါလည်းစမ်းချင်ဘက်ကတက်ပြီမှာစာတလုံးရေးပြီးပြန်လာခဲ့လို့အဲ့ဒီစာကိုငါမှအောင်ဖော်ပြမယ်လို့ဆိုပြီးပြောလိုက်တော့ကလာကတက်ပြီစီကိုသွားတယ်ခဏနေတော့ပြန်ရောက်လာတယ်ငါ့ကိုသူပါရေးခဲ့တယ်လေတဲ့ငါကလည်းသူအပင်အောက်ကထွက်လာကလေးကသူ့စိတ်ကိုဖတ်ပြီးသားသူကလည်းသူ့အတွေ့နဲ့သူတက်ပြီမှာဘာမှရေးမလာဘူးတကယ်လို့သာငါကစလုံးတလုံးပြောမိလိုက်ရင်သူကဘာမှမရေးထားတဲ့အတွက်ငါရှုံးပြီငါကလည်းသိနေရတဲ့သူဆိုတော့ဘာမှရေးမလာဘူးလို့ပြောလိုက်တာသူဘေးမှာရှိတဲ့တပည့်တွေကမယုံလို့သွားကြည့်ကြလေဟမ်နောက်ဆုံးတော့ချစ်တီရှုံးပြီးတော့ ငါ့ကိုငွေတရာအောက်တသက်နဲ့ပေးရတယ်။ဖြစ်စဉ်ကတော့အဲ့လိုပဲမောင်းရင်ဥတော်ကကသူ့ငွေတွေရခဲ့ပုံကိုငါထွားလေးကိုပြန်လဲပြောပြရင်ကရီမောနေပါတယ်။ဒါကြောင့်ငါထွားလေးကလည်းဥတော်ကပြောပြလာတဲ့ကိုသဘောအကျကြီးကြလို့လိုက်ပါရီမောနေတယ်။အဲ့ဒီနောက်မှာသူတို့နှစ်ဦးရီမောလို့အားရတဲ့ခါငါထွားလေးကအဲ့ဒါဆိုရင်ဦးကြီးကချစ်တီးကိုလူလေလုခဲ့တာပေါ့။ဒါပေါ့ကွာ။အဲ့ဒါဆိုရင်နောက်ဆုံးသိချင်တာတခုပဲမေးတော့မယ်။ဟိုဓာတ်နဲ့အထုခံရတော့ကဘာမှမဖြစ်တာကော။အဲ့ဒါကကြတော့ဒီလိုကွာ။ငါ့ကိုအဲ့ဒီဈေးစင်ပေးခဲ့တာကအောက်လန်းဆရာတယောက် သူနဲ့ငါနဲ့ဆုံတဲ့အချိန်မှာငါကသူ့ကိုစိတ်ဖက်တဲ့နေလန့်ပြောပြပြီးသူကငါ့ကိုအဲ့ဒီဆေးကိုစီရင်ပေးခဲ့တယ်။ပြီးတော့အဲ့ဒီဆေးကိုကိုယ်တိုင်အခြားသူတွေဆင်းရဲအောင်သင်ပေးခဲ့သေးတယ်။အဲ့ဒီဆေးရဲ့ထူးခြားမှုတစ်ခုကအမေသားစားထိုင်ဖို့အစွမ်းပြတတ်တယ်။ဆေးနာမည်တော့မမေ့နေပြီ။ဘာလဲ။ပေါ်ရီတာတာဆေးဆိုတာဘာလား။သိမမတ်မိဘူး။ညနေရဆိုင်မှာမင်းမတ်မိလား။ငါဆိုင်ရှင်ကိုပတ်စံထုတ်ပြတဲ့အချိန်လေ။အဲ့ဒီလိုထုတ်ပြလိုက်တော့တပတ်ပိုင်းကကောင်တွေကပတ်စံလေးကိုမြင်ပြီးလိုက်လို့ဖို့ဆုံးဖြတ်တော့ငါသိလိုက်တယ်။အဲ့ဒါကြောင့်ငါကအမေသားရဲ့ဂျီတမင်စားလာတာ။ကဲဘလို့လဲမပိုင်ဘူးလား။ဟာဟာဟာ။ ဥဒ္ဒကနဲ့ငထွားလေးကညနေကပြည့်စင်ကိုပြန်တွေးလို့ရင်မောနေကြတယ်။ဒါပြင်ငထွားလေးကဥဒ္ဒကစကားကြောင့်လွန်စွာမှဝမ်းသာနေတယ်။တကယ်၍သာသူ့ကိုဥဒ္ဒကကအဲ့ဒီစိတ်ကိုဆင်ပေးလိုက်ရင်သူ့အနေနဲ့ဖခင်ပြည့်သူအတွက်လက်စားချင်တယ်ပဲ။ဒါကြောင့်ဟိုလေးဦးကြီးကျွန်တော်ကိုအဲ့ဒီစိတ်လေးဆင်ပေးပါလား။ဟာမင်းကဘာလို့မလို့တော့ကျွန်တော်အဲ့လိုအဆန်းရှိသွားရင်ကျွန်တော်တို့သားဘာအတွက်ပြန်ပြီးတော့မှလက်စားချင်မလို့ဦးကြီးကျွန်တော်အဲ့ဒီစိတ်ဆင်ပေးပါနော်။ဟာကောင်ရအဲ့လိုတိတော့လွယ်မလားကွာ။ပြီးတော့ဆေးကကလေးကိုဆင်ပေးလို့မရဘူး။ဥဒ္ဒကစကားကြောင့်ငထွားလေးက အားငယ်ရနဲ့ငြိမ်သွားတယ်။ကဲပါဒါမှမင်းစိတ်မပူနဲ့။မင်းအသက်16နှစ်ပြည့်ရတဲ့ခါကျရင်ငါဆင်ပေးမယ်။ကဲကဲအဲ့တော့မနေ့ကခီးသွားအောင်ပါ။ဥသောကကငါသားလေးကိုအဲ့ဒါလိုပြောပြီးတော့တပတ်ကိုလဲလို့အိမ်ဟန်ပြင်လိုက်တယ်။ငါသားလေးကတော့ဥသောကရဲ့စကားကြောင့်တပြင်းတစ်ချက်ကိုဟူကနေမှုတ်ထုတ်ပြီးအင်းပေါ့လေဒီလိုဆိုတော့လဲနေရမှာပေါ့။အဲ့လိုခန့်ညင်းကြီးပြောလိုက်တယ်။ငါသားလေးရဲ့စကားကြောင့်တပတ်လေးပြီးအိမ်ဟန်ပြင်နေတဲ့ဥသောကကအထိပ်ပဲတမျိုးပါတဲ့အပြောတစ်ခုကိုပြုံးလိုက်ပါတော့တယ်။နောက်တနေ့မနေ့အစောငါသားလေးအိမ်ရနိုးချင်မှာတော့ဇေယပမာဥသောကမရှိတော့ဘူး။ ဒါကြောင့်ငါတမလေးကဥတော်ကသူ့ကိုထားသွားပြီးလို့အထင်ရှိပြီးလန့်ဖြန့်သွားလို့လူလဲထပြီးတဲ့နောက်ဇေယဘောကပြေးစင်းပြီးသုတ်တံဝန်အနံကိုလိုက်ရှာနေမိပါတော့တယ်။သို့တော်လည်းချင်းတော်ကြနေရာနဲ့လိုက်ရှာပြီးပြီမဲ့ဥတော်ကမတွေ့ရ။ဒါကြောင့်စိတ်ထဲမှာဒီလူ